စီးပွားရေးတခုလုပ်ပြီးဆိုရင်အရေးအကြီးဆုံးဆုံးဖြတ်ချက်တဲ့ထဲကတခုကဘာထင်မလဲဟုတ်ပါတယ်စေနှုန်းတမတာပါပဲဒါကကုန်ကြစိတ်ကိုတွက်ပြီးအမြတ်ပေါင်းလဲအောင်တဲ့အမှိုင်းပို့ပါတယ်တကယ်တော့ခိုင်မာတဲ့စေနှုန်းနည်းပြဟာတခုကလုပ်ငန်းရဲ့အမှတ်တန်စိတ်ဈေးကွက်ထက်ကသူ့ရဲ့နေရာနောက်ဆုံးကတော့အောင်ရမှုကိုပါပုံဖော်ပေးနိုင်ပါတယ်ဒါကတော်တော်လေးအရေးကြီးတဲ့အချက်နော်ဈေးနှုန်းဆိုတာကလေကနန်းနေချီပဲမဟုတ်ဘူးတကယ်တမ်းကျတော့လူတွေရဲ့စိတ်ခံစားမှုနဲ့တိုက်ရိုက်ပတ်သက်နေတာ ဝယ်သူတွေကဂုံပြစီတစ်ခုရဲ့ဂုံကြားစရေးကိုချိတာထက်သူတို့အတွက်ဘလောက်တန်ဖိုးရှိမလဲဆိုတဲ့အမြင်အပေါ်မှာအခြေခံပြီးဆုံးဖြတ်ကြတာပါ။ဒါကြောင့်ဇင်းနှုံးဆိုတာစိတ်ပညာနဲ့အမြင်ကိုစီမံခန့်ခွဲခြင်းပဲဖြစ်ပါတယ်။ဒါဆိုရင်အဲ့ဒီအမြင်ကိုဘယ်လိုပုံဖော်ယူမလဲ။ဟုတ်ပြီ။အဲ့ဒီမေကွန်ကိုဖြည့်ရှင်းဖို့အခက်ဒီနေ့မှနီးပြဟာတချို့ကိုလေ့လာကြည့်ကြရအောင်။ဒီနေ့မှာတော့ဒီအစီအစဉ်အတိုင်းသွားကြရမယ်ပထမဆုံးအခြေခံအချက်လေးတွေနေစပြီးတော့ပိုပြီး advance ဖြစ်တဲ့သဘောတရားတွေအထိတဆင့်ချင်းသွားကြည့်ကြရတော့ ။ကဲပထမဆုံးအပိုင်းကိုစားလိုက်ကြရအောင်။ဒါကတော့လုပ်ငန်းတိုင်းနီးပါးစားစားချင်းမှာထုံတဲ့အခြေခံအကြဆုံးနီးဗျူဟာပေါ့။လုပ်ငန်းရဲ့အသွင်းပိုင်းကိုပဲအဓိကထားတာပါ။ Cost Plus Pricing ဆိုတာကတော့ဈေးနှုန်းသတ်မှတ်တဲ့နည်းလမ်းတွေထဲမှာအလွယ်ဆုံးလို့ပြောလို့ရတယ်။ဘယ်လိုလဲဆိုတော့ကွန်ပီစီတစ်ခုထုတ်လို့ဖို့ရောင်းဖို့ကုန်ကျစရိတ်အလုံးကိုအရင်တွက်လိုက်တယ်။ပြီးတော့ကိုလိုချင်တဲ့အမျက်ရခိုင်နှုန်းကိုအပေါ်ကနေပေါင်းထည့်လိုက်ရုံပဲ။ဥပမာလယ်လီဆိုင်တီဆိုရင် လက်ကားစီရဲ့နှစ်ဆလောက်တက်မှာတာမျိုးပေါ့ဆလောက်မိတ်တွေအတွက်တော့အရန်ယူရှင်းတဲ့နီလန်တစ်ခုပါပဲဒါပေမဲ့ဒီနီလန်မှာအချင်းမဆုံးအောင်းနိုင်ချက်ထူရှိနေတယ်အဲ့ဒါကဘာလဲဆိုတော့ပြင်ပကဘာကိုလောဝတ်ထဲမှာတွတ်ထားတာပဲပြိုင်ပွဲတွေကဘယ်လောက်စေယုံနေလဲဝဲသူလေးကတော့ဘယ်လောက်ပေးရှင်းကြတယ်လဲဆိုတာတွေကိုလီလူရှုထားတယ်လို့ဖြစ်နေတယ်အဲ့တော့ကိုစေးရဆေးကွက်တော့အရန်ကြီးနေတာမျိုးဒါမှမဟုတ်ပရပလော်လော်ဖြစ်သွားတာမျိုးကြုံရနိုင်တယ်ဟုတ်ကဲ့အခုတော့ကျွန်တော်တို့ရဲ့အာယုံကိုအတွင်းကနေပြန်မကိုနည်းနည်းလေးပြောင်းကြည့်အောင် ပြိုင်ဆိုင်မှုအခြေအနေတွေပေါ်မူတည်ပြီးဈေးနှုန်းဖေတို့တတ်မှတ်ကြလဲဆိုတဲ့ညီပြို့ဟာတွေကိုလေ့လာကြည့်ကြမယ်။ competitive pricing ဆိုတာကတော့နာမည်အတိုင်းပဲပြိုင်ဘက်တွေရဲ့ဈေးနှုန်းကိုလေ့လာပြီးကိုယ့်ဈေးကိုတတ်မှတ်တာ။ဒီမှာလမ်းတစ်သွဲရှိတယ်ပေါ့ဗျာ။ပထမတစ်မျိုးက Walmart တို့လိုမျိုးပြိုင်ဘက်တွေထက်ဈေး short ပြီးရောင်းအားများကြီးနဲ့ဈေးကွက်ဝေစုကိုယူထားလာ။နောက်တစ်မျိုးကတော့ Starbucks လိုမျိုးပြိုင်ဘက်တွေထက်ဈေးပိုတင်တယ် ဘာလို့လဲဆိုတော့မအားတို့ကအရေးသွေးပိုကောင်းတယ်ပို premium ကြတယ်ဆိုတော့ message ကိုပေးချင်လို့ဒီနည်းနဲ့အမြတ်ပေါ်များများရအောင်လို့တပ်ပေါ့ပြိုင်ဘက်စီဝလိုက်ညိတဲ့အပြင်တကယ်လို့ကုတ်မှာပြိုင်ဘက်မရှိသေးတဲ့ sent တဲ့ပစီတခုရှိနေတယ်ဆိုရင်တော့အဲ့လိုအခြေအနေမှာတုံးလို့ကောင်းတဲ့နီလန်တခုရှိပါသေးတယ် price skimming ဒါမှမဟုတ်ဈေးအပေါ်တော့ရန်ချစ်ချင်းလို့ခေါ်ကြတယ်ဒီနည်းပြဟာကဘလို့အလုပ်လုပ်လဲဆိုတော့ကွန်မစ်စီအသစ်ဆက်ဆက်ကိုဖြစ်နိုင်တဲ့မြအမြင်ဆုံးဈေးလဲစပြီးရောင်းတယ် ဘသူတွေကိုဖြစ်မထားရတယ်ဆိုတော့ငါအရင်ဆုံး300မှာဆိုတဲ့ဤပညာတိကိုအရင်စိတ်ဝင်စားတဲ့သူတွေပေါ့ပြီးတော့အချိန်ကြာလာတာနဲ့အမျှဒါမှမဟုတ်မော်ရဲအတ္တီထွက်လာပြီဆိုရင်အရင်မော်ရဲဈေးကိုဖြည်းဖြည်းရှုပ်ချသွားတာ Apple ရဲ့ iPhone တစ်တိုင်းသုံးတဲ့ဤဘွာကဒါနဲ့တော်တော်လေးကိုတူပါတယ် penetration pricing ဆိုတာကတော့ price skimming ရဲ့တည်တဲ့အောင်စန့်ကျင်ပါလို့ပြောလို့ရတယ်။ဒါကဈေးကွက်ထည့်ကိုအရှိန်နဲ့ဝင်ဖို့အတွက်အစပိုင်းမှာတမင်ကိုဈေးအနှိမ်ဆုံးတွေရောင်းတာ အဓိကရည်ရွယ်ချက်ကတော့ပြိုင်ပတ်ဒေစီကဝဲသူတွေကိုကိုယ့်ဘက်ပါလာအောင်အမြန်ဆုံးဆွေးဆောင်ဖို့ပါပဲ။ဈေးကွက်ဝေစုကိုအမြန်ဆုံးလွတ်ယူတာပေါ့။ဥပမာအနေနဲ့ဆိုရင် internet community ကပထမ6လအတွက်ဈေးအထူးလျှော့ပေးတာမျိုးပေါ့။ရည်မှန်းချက်ကတော့ဝဲသူတွေရင်းနှီးသွားပြီးနောက်ပိုင်းမှာဈေးအပြည့်နဲ့ဆက်သုံးကြလိမ့်မယ်လို့မျှော်လင့်တာပဲ။ဒါမဲ့ဒီမှာသတိထားရမယ့် under တစ်ခုရှိတယ်။အမြဲတမ်းဈေးလျှော့နေရင်ကိုယ့်အမှတ်တံဈေးရဲ့တန်ဖိုးကျဆင်းသွားနိုင်တယ်။ပြေဝဲသူတွေကလည်းနောက်ပိုင်းဈေးပြေးပေးရမှာကိုဈေးချီးလိုက်တာလို့ထင်သွားတတ်ကြတယ်။ကဲ အခုဆိုရင်နောက်ဆုံးနီးပြီးသားအုပ်စုကိုရောက်လာပါပြီ။ဒီပိုင်းမှာကတော့ပိုပြီးစိတ်ဝင်စားဖို့ကောင်းတယ်။ဝယ်သူတွေရဲ့စဉ်းစားပုံအပြုတ်မှုနဲ့သူတွေရဲ့တမောပေါ်ထားတဲ့အမြင်ကိုဘလို့အသုံးချပြီးစီးတတ်မှမလဲဆိုတာကိုအဓိကထားဆွေးနွေးတော့မှာပါ။ Value based pricing ဆိုတာကတော့ကိုယ်ကုန်ကျစရဲ့ကိုအခြေခံတာမဟုတ်ဘူး။ဝယ်သူကကိုယ့် PC ကိုဘလောက်တန်ဖိုးရှိတယ်လို့မြင်တယ်လဲဆိုတဲ့ပုံမှာမူတည်ပြီးစေတာမှတာ။ဒါကိုလုတ်ဖို့အစဉ်၄၀ရှိပါတယ်။ပထမဆုံး ပြိုင်ဘက်ပစ္စည်းတွေကိုလေ့လာရမယ်။ပြီးရင်ကို့ပစ္စည်းကသူတို့ရဲ့ဘာတွေပိုတာလဲ၊ဘာတွေထူးခြားလဲဆိုတာကိုရှာရမယ်။အဲ့ဒီနောက်အဲ့ဒီအားသာချက်ကငွေကြေးကဘလော့တန်ဘိုးရှိတယ်ဆိုတာတွေ့ရမယ်။နောက်ဆုံးအရေးကြီးဆုံးကတော့အဲ့ဒီပိုတာတဲ့တန်ဘိုးကိုဝယ်သူတွေသဘောပေါက်အောင်ရှင်းရှင်းလင်းလင်းပြောပြဆက်သွယ်ရမှာပါ။ Loss Lee ရဲ့ review ဟာကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။ဒီမှာကဘယ်လိုလုပ်လဲဆိုတော့ PC တစ်ခုကိုတမင်တကအရှုံးခံပြီးရောင်းတာ။ ဟင်ဘာလို့လဲဆိုတော့အဲ့ဒီ PC ကိုလာဝယ်ရင်လည်းဝယ်သူတွေကတခြားအမျက်များတဲ့ PC တွေပါတခြားတွေဝယ်တော့အောင်ဆွဲဆောင်တာပေါ့ဗီဒီယိုဂိမ်းလောကမှာဆိုရင်ဒါကိုချင်းချင်းလင်းလင်းတွေ့ရတယ်ဂိမ်းဆက်ကိုအရင်စေဒါမှမဟုတ်အချုံခံပြီးရောင်းတယ်ပြီးတော့အမျက်ကိုပကားပြန်ရှာလဲဆိုတော့ဂိမ်းခွေတွေ subscription တွေကနေပြန်ရှာတာမျိုးပေါ့ဗျာဘာနဲ့ pricing ကတော့နည်းမလေးအတိုင်းပါပဲဆက်ဆက်နေတဲ့ PC နှစ်ခုတောင်းမုံနှစ်ခုထပ်ပေါ်တာကိုပေါင်းပြီးရောက်စင်းလုံးတစ်ခုတည်းနဲ့ရောင်းလိုက်တာဥမာဖုန်းတွေဝယ်ရင် phone line နဲ့ data plan ကိုပါပေါင်းရောင်းတာမျိုးပေါ့ ဒါကဝယ်ဘူးအတွက်လဲဟာတန်းလိုက်တာလို့ခံစားရစေပြီးရှောင်းအားကိုလည်းတိုးစင်နိုင်ပါနောက်ဆုံးတစ်ခုကတော့ anchor pricing ပါဒီနည်းမျိုးဟာကလူတွေရဲ့စိတ်တပါဝါတစ်ခုကိုအခြေခံထားတာပါအဲ့ဒါကပါလဲဆိုတော့ကျွန်တော်တို့ဟာဆုံးဖြတ်ချက်ချတဲ့အခါမှာပထမဆုံးရလိုက်တဲ့တတိယချက်လက်ပေါ်မှာအများကြီးမျိုးဟုတ်တတ်ကြတယ် ဥမာလေးကြည့်လိုက်ရအောင်ပါ။မူရင်းဈေးနှုန်းဒေါ်လာ150ကိုမြင့်ချစ်ထားပြီးတော့ရောင်းဈေးဒေါ်လာ85ကိုဖေးမှပြထားတယ်။အဲ့ဒီမှာဒေါ်လာ150ဆိုတဲ့ဈေးကကျွန်တော်တို့စိတ်ထဲမှာကြောက်စိုးတစ်ခုလိုဖြစ်သွားရော။အဲ့ဒါကိုအရင်မြင်လိုက်တော့ဒေါ်လာ85ဆိုတဲ့ဈေးကအရာကိုတန်းတော့တယ်လို့ကန်စားရစေတယ်။ဒါဟာဝယ်ခြင်းစိတ်ကိုတွန်းအားပေးတဲ့အလွန်ထိရောက်တဲ့စိတ်ပိုင်းဆင်ညာနီလန်းတစ်ခုပါပဲ။ကဲဟုတ်ပြီ။အခုဆိုနေတော့နေပြူဟာဒီအမိုင်းကိုလေးလာခဲ့ပြီဆိုတော့ အားလုံးကိုဘလို့ပေါင်းဆက်ပြီးကိုလုပ်ငန်းအတွက်မန်ကန်တဲ့ဆုံးဖြတ်ချက်တခုချမလဲဆိုတာကိုကြည့်လိုက်ကြရအောင်ကိုလုပ်ငန်းအတွက်မန်ကန်တဲ့ဇင်းလုံးကိုရှာဖို့ဒီမေးခွန်းလေးတွေကို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 ပြန်မေးကြည့်ဖို့လိုပါတယ်ပထမဆုံးကိုရဲ့စုစုပေါင်းကုန်ကျစရိတ်ဘယ်လောက်ရှိလဲဒါကတွေးမဲရှုထောင့်ဖို့ပြီးတော့ကိုစည်းကွက်မှာပြိုင်ဆိုင်မှုဘယ်လောက်ပြင်းထန်လဲကိုကုန်မေးစီကတော့တကယ်ကိုစမ်းသစ်ရဲ့လားဒါတွေကပြန်ပါရှုထောင့်နေပါနောက်ဆုံးနဲ့ရေးကြီးဆုံးကတော့ကို့ဝဲသူတွေတကယ်တန်ဖိုးထားတာကဘာလဲဒါကတော့ဝဲသူရှူထောင်ပါပဲ ီရှူတော်ထုံးကူကိုမြန်မြတရရချင်းကြီးလေးစဉ်းစားရမှာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့မထားရမှာတခုကတော့ဇေရုံတတ်မချင်းဆိုတာတစ်ခါလုတ်ပြင်ပြီးသွားတဲ့အရာမဟုတ်ပါဘူး။ဒါအများအားပြောင်းလဲနေတဲ့လုံခြုံရေးတစ်ခုပါ။ကိုယ့်ရဲ့ကွန်ဘီစီဈေးကွက်နဲ့ဝယ်သူတွေပြောင်းလဲလာတာနဲ့မြတ်ကိုယ့်ရဲ့ဇေရုံနှံပြွာကိုလည်းအများအားပြန်လဲသုံးသပ်ပြီးချိန်ညှိနေဖို့လိုအပ်ပါတယ်။ဒါဆိုရင်နောက်တစ်ချိန်ဇေရုံကိုပြန်စဉ်းစားတဲ့အခါဘယ်ရှူတော်ကနေအဓိကထားပြီးကြည့်ရှုဖို့လိုအပ်လာမလဲ။